ကဲကလေးတွေဥပဒေတော့ကြက်ကင်ကြီးပြောပြလို့မရလို့ဒီတိုင်းအလွတ်ပဲပြောပြတော့မယ်အဲ့တော့ဥတော်ကြက်ခုနလားဒါအရွယ်ပေါ့စနော်နော်အမွေးတောင်လေးတွေစုံနေမွေးတောင်လေးစုံနေပြီမဲ့လို့သူကမွေးတောင်စုံနေပြီမဲ့လို့သူကမချောက်သေးတဲ့အတွက်ကြောင့်ကြက်ကိုကင်လို့မရသေးဘူးနော်ဒါပေမဲ့လို့အဲ့လိုခုနလားဒါအရွယ်ဒီအမွေးတောင်လေးတွေစုံပြီးတော့မချောက်သေးတဲ့ကြက်ဒီအဲ့ဒီကြက်တရားဟုတ်အိမ်မှာတကောင်နဲ့အနိုင်မရှိတဲ့ကြက်ဒီဆိုလို့ရှိရင် သူတို့ကထကြွားထကြားနေအမကြက်တီမလို့ခွက်လက်ပုတ်ရောအဲ့လိုခွက်လက်ကပတ်လိုက်ခွက်လက်ပုတ်တို့တစ်ခါနဲ့နှစ်ခါသုံးခါဒီလိုပုတ်လာတဲ့အချိန်မှာမင်းတို့ကမာရှာလာပြီးအနိုင်ရလည်းမရှိဘူးကိုယ်အိမ်မှာသူကလည်းဘုံဆိုအချက်ကထပြီးတော့မင်းတို့ကဝိုင်းတွင်းအတွေ့အကြုံရဖို့ဝိုင်းထဲကိုတွားရောအဲ့လိုဝိုင်းရောတွားတဲ့အခါမှာဝိုင်းထဲရောက်တဲ့အခါကျတော့မင်းတို့ကထပ်နိုင်မြန်နော်အဲ့တော့ထပ်နိုင်နော်ဒီကျက်တဲ့နူးနူးနဲ့ထမ်းနိုင်တဲ့အတွက်ကြောင့်အလုရရတယ်မာတယ်ကြံပြစ်လာပြီ မရနောနောက်တစ်ခါထောက်ခိုင်းပြီစက်သက်နုရဲ့မားရဲ့အလုံးရတယ်တံဖြစ်လာပြန်နောက်သုံးဝိုင်းလဲတံမျိုးဖြစ်လာပြန်နောက်ကြတော့ခါကျတော့ဒီချက်ကအန်ဒီရရှိလာဘယ်လိုအန်ဒီရရှိလာလို့မင်းကခုနလားလားလောက်မှာအမွေးတောင်မလျှောက်တလျှောက်မှာမင်းကဒါဒီကိန်းနာတော့ပြဲ့တာတော့လုံးလုံးမရသေးတဲ့အချိန်မှာအိမ်မှာဘူဖြစ်တဲ့တို့ကြောင့်ဒီချက်ကိုတွားတိုက်ပတ်ဖို့လောက်ပါအဲ့လိုလုံရင်လုံရင်ကြိတ်ဖန်များစွာလုံးတယ်ပြောပါ ကျက်နုနဲ့မာတယ်ဒံဒီပေါ်လာတယ်ကျက်မှုနဲ့မာတယ်ဒံဒီပေါ်လာတယ်အဲ့ဒံကိုမင်းတတိမထားဘူးအဲ့မှဟိုဝိုင်းနေသေးရောက်လေရောက်နောက်ဆုံးနောက်ကြတော့ဝိုင်းနေမှာကျက်ကစိမ့်နေယူကြောက်ယူကြောက်ဟုတ်လားကိုတဲ့ကြအားလေးစီးရဘာလို့ကြအားလေးစီးရအောင်ဆိုမင်းကမာတဲ့အတွက်ကြောင့်ဥပတက်ကိုစိမ့်နေကျက်တက်ရှိရကျက်ကိုကြအားလေးစီးပြီးပေးတတ်တယ်အေးအဲ့ဒီကိစ္စမှာဘာဖြစ်လို့ဆိုကျက်တရားနော်ဒံဒီများလာတဲ့ကျက်တဲ့နူးနူးနဲ့လှုပ်ခဲတဲ့အတွက်ကြောင့် ဒီဒန်းကြီးများလာတဲ့အချိန်မှာကြက်ကနောက်ဆုံးကြောက်တဖြည်းဖြည်းနဲ့ဒီကြက်ကဝိုင်းထဲမှာသူ့ခွင်ခုနစိတ်နဲ့ကြက်တဲ့ပုံနာတယ်ဘာဖြစ်လို့လဲဆိုအယူတက်မရှိဘဲနဲ့မာခဲ့လို့ဟုတ်ပလားယူတက်မရှိဘဲမာခဲ့လို့အဲ့တော့ယူတက်ရှိတဲ့ကြက်ကတဖြည်းဖြည်းနဲ့နော်ဟိုအယူတက်နဲ့ရိုင်းပြီးစောင့်ပြီးတဲ့အချိန်မှာနောက်ဆုံးကြတော့ကြက်ကရှုံးပြရတာလို့ကောက်ပြရတာလို့ထွက်ပြရတာလို့အဲအဲ့ဒီမှာကြက်ထွက်ပြရောထွက်လဲထွက်ပြရောငါကြက်အရင်တော့ကကြက် တာကောင်းခဲ့ပြီအခုကမှဘာလို့ခုနိုင်ခဲ့ပြီအခုဒီလူချက်ကြီးတဲ့တိုက်ကမှဘာဖြစ်လို့ဖတ်ပြေးတာတော့သူအရင်မျိုးရိုးပါတခါချုပ်ချုပ်မရှင်တဲ့စိတ်ခေါင်းထဲမှာပေါ်လာအောင်အဲ့ဒါဘာလို့ပေါ်လာအမမင်းတို့အဲ့စိတ်မပေါ်လာနဲ့ဘာဖြစ်လို့ခုချက်မျိုးရိုးကမှန်ပြီလားဟုတ်လားအဲ့ခုနလူလူနဲ့လှုပ်ခဲ့တဲ့အတွက်ကြောင့်မို့အလိုချင်းနဲ့တွေ့ရချိန်မှာမာခဲ့တဲ့ဒဏ်ကအဲ့ဒီမှာသွားဆောင်ပြီးရချိန်မှာသူကမခံနိုင်တဲ့ကြောင့်ဖွက်ပြေးရအဲ့တော့ဥရောဖာမှာရှိတဲ့ကလေးတွေအဲ့တော့ကြက်ယူကြက်တဲ့နူးနူးကြက်တွေ ခွက်လည်းမပုတ်ဘူးနဲ့ဘိုင်းလုံးအတွေ့အကြုံမထားဘူးနဲ့ဥတော်ကဒါလေးအကျဉ်းချပေးတာနော်ဒါလေးအကျဉ်းချပေးတာပါတို့မြမယူကတိုက်ကြလောကမှာတို့လူတွေအားလုံးကြက်တိုက်နေကြပြီဆိုလို့ရှိရင် ကျက်လောကမှာအရေးကြီးဆုံးအရာတစ်ခုကတော့ဥတော်အမြင်ပြောရတော့ဥတော်ကကျက်ယူကျက်သက်ပဲကျက်ယူကျက်သက်တဲ့အရေးကြီးတဲ့အရာဘယ်အရာမှမရှိဘူးလို့ဥတော်ကဒီလိုပဲမြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဥမာပေါ့ကွာကျွမ်းကျင်မှုအားနေတဲ့ကောင်ကျက်သက်ဟိုကျွမ်းကျင်ကျင်ကျင်နားမလေတဲ့ကျက်သမားတယောက်ပေါ့ဒါလေးတစ်ခုပြောပြမယ်။အဲ့တော့ तू ကနေနဲ့ तू ကကျအရင်တကောင်အအိုတော်ဝိုင်းထဲမှာအအိုမှမသိလို့ तू ကတိုက်လိုက်တိုက်တဲ့ချိန်မှာ तू က အကြာကြီးတွေးတဲ့တိုင်ကိုခုပြီးမှသူနိုင်ခဲ့တယ်အဲ့တကောနောက်တကောကတိတ်မကြဘူးနိုင်ွက်မိနစ်40နဲ့တင်သူကြက်ကောင်းလုံးအားလို့ကြည်လို့ဒီကြက်ပွဲကိုသူမြန်မြန်ဆန်ဆန်နိုင်လိုက်တယ်အဲ့တော့ခုနလူတွေးတဲ့တိုင်ကိုခုပြီးမှကြက်ဆိုတော့ကတကယ်တမ်းသူကြက်ပေါက်ကကြက်အိုးပတ်တိုက်ခဲ့ပြီသူသူကြက်ပေါက်ဘယ်တော့ကောင်းကောင်းကုန်တော့အဲ့ဒီကြက်အိုးသွားတိုက်ခဲ့တဲ့အတွက်ကြောင့်မို့လို့မင်းဒီတစ်နှစ်စာမဟုတ်တိတောင်3လလာတော့အောင်းပြရတာပဲဘလူမကိုပြန်ပြီးထွက်တိုက်လို့ မခွတ်တော့တာအဲ့တော့ဟိုကိုကနလူပေါ့ကွာဟိုမိနစ်30နဲ့နဲ့ရှက်ရှင်းပြီးွားတယ်ကိုကြက်ကကောင်းလုံးမကြီးပါတယ်အဲ့ကြက်သမားမသိတဲ့အချိန်မှာဇတ်သူကြက်ကိုရှီတော်လေး5မိနစ်လောက်ထောက်လာ5မိနစ်ထောက်တဲ့အချိန်မှာ तू ခွတ်လိုက်မယ်ဒီဒါပေမဲ့လူအဲ့5မိနစ်တောက်လိုက်ပြီးတော့ तू ကဝိုင်းနေကိုသွားတိုက်လိုက်တယ်အဲ့တော့မိနစ်30ကျော်ရင် तू ချုံးပါပဲဘာဖြစ်လို့ဆိုတော့ကြက်ဥဒဏ်ခံရတော့အဲ့ဒါပဲအဲ့တော့မင်းတို့ကောင်ဒီအဓိကအကြက်သမားတယောက်အရေးကြီးဆုံးကတော့ကြက်သက်တိအောင်ကြိုးစားကြက်သက်တိအောင်ကြိုးစားတယ်ဆိုတာလေ အနာနာမှာဆရာကြီးတဲ့လူတွေကဒါဒါဒါဖြစ်တဲ့ခမနာဒီအမွေးကြောင့်ဒါဖြစ်တယ်ဒီဂျမ်းကြောင့်ပါဖြစ်တယ်ဒီခြေထောက်ကြောင့်ပါဖြစ်တယ်ဒီကြိုးကင်းကြောင့်ပါဖြစ်တယ်ဒီခေါင်းဥကင်းအနေနဲ့အမီးုံကြောင့်ဒီအမီးုံကနောက်ဆက်တွဲအမီးထွက်လာပြီးရခင်ငယ်ပေါက်ကအမီးမဟုတ်ပဲနဲ့နောက်ကြီးပေါက်ကအမီးထွက်လာပြီးဆိုကြက်တက်ဘလောက်နောက်ကိုယ်အိမ်မှာမွေးရတဲ့ကြက်တီးဟိုမကြခဏပေါ့ကွာလာတဲ့နဲ့အမြကြည့်နေတယ်ဆိုလို့ရှိရင်ဒီကြက်တက်တီးရဲ့အမွေးတောင်တည်းဟာကိုပါသူကိုပင်နိုင်ပင်ကိုတိလာတာဘေးလူကလည်းနည်းနည်းပြောပြပေးမယ်ဆိုရင် ဒါပင်ကိုတိလာတကယ်တမ်းအရေးကြီးတာကကြက်လောကမှာကြက်တက်တဲ့အရေးကြီးတာဘယ်အရာမှမရှိဘူးလို့ဥတော်ကတော့ဒီလိုပဲကြက်သမားခလေးငယ်တွေကိုဥတော်လမ်းကြောင်းပြလိုက်တယ်ဟာလားနော်